တင်းတစ်ခုမှာပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမသိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစင်ရင်းနဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့အတွေ့အကြုံဖြည့်ပေးဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုတာအမမှာဖုံးကွယ်ကြလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမသိတဲ့အတိုင်းအမဖြည့်ပေးရုံပါပဲအမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားအကြောင်းသားတွေကိုစတင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟို သူတို့ကလေးတွေပဲပြောအောင်ပါသူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တိတ်ချာတော့မသိဘူးအချမ်းပရက်ရွှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကို့ဒါ opportunity တစ်ခုပေါ့နော်သူကလာကန်းလန်းတာအဖေစာသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency ကြီးဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကျတော့ငါမင်းကိုပေါ့နော်ဘဝ change ပေးမယ်ပေါ့အဲ့တော့ကတော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့်သူကအမှောက်ပဲမေးဘူးတဲ့မေးစာကြုတ်ကြပါချက်ထားတာရှိလားစိတ်ဝင်စားလားဆိုတော့ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာလို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေသူက add ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ကရီယာပွင့်ချင်နေပေါ့နော်သွားချင်နေပေါ့သွားချင်နေဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမကသူကငါနေကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှူတင်အတွက်ရိုက်တော့မယ်ဟာတွေသူပြတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ဆက်ဆရာတွေနဲ့အမတို့ရွှေရွှေတခုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာကြီးဖျားလန်းလေအဲအမတို့ဟိုဟာရှူတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညနေလာတော့မဟုတ်လေတိတ်မမှတ်ပြီးတော့လေနှစ်တရာကြာတော့လေအဲသူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ် ဒီတစ်ခါကဘာရရမှာလဲဆိုတော့ तू အင်ဂျင်မပါဘူးတဲ့အဲ့လိုအင်ဂျင်မပါဘဲနဲ့ရရမှာဆိုအမအစင်းစားပါတော့အင်အင်ဂျင်မပါတော့ဟိုဟိုဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျင်မပါတာညိုက်လားပေါ့နော်သူ့မီးတော့ तू ဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြာတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးတဲ့ခါကျတော့ဟိုဟိုရင် site ဘယ်လောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားရလားရင်အတုတွေထည့်ထားရလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တော့ကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီညီမဒီမှာကျတော့အဲ့လိုမျိုးတွေရှိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts ကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမားတို့လက်ခံခဲ့တယ်ပေါ့နော်ပြောငါတို့ဓာတ်တွေအတွက်ကို passport တွေပါတယ်လည်းလောက်ရမယ်ပေါ့ပြီးတော့နေရမိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေပဲမပါဘူးလားညီကောင်မှမခေါ်လို့မရတော့ဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညစ်လို့ပဲစ조사နေရဲ main ကလေးရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလုပ်ကိုလုပ်ပြီးတော့မှရားလည်းပတ်စံလည်းမိဘကိုပြန်ထောက်ပံ့ကြတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုတားသမီးတဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ့်ကရီယာလေးရှိနေပြီးပြီးရဲ့ခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီသွားနိုင်တယ်တဲ့အမေတည်းကတော့မသွားစေချင်ဘူးလေအဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ရင်ပတ်စံရှာတယ်တမီးလည်းဒီမှာမော်ဒယ်လိန်လောက်ရင်းအဆူလောက်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့ မသွားတော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့နောက်30 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သီလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့ရိုက်ခဲ့တာတော့အမမှတ်မိတယ် အဲ့နောက်ပိုင်းမှာအမတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရနေထွက်သွားတယ်လို့ထင်တယ်အဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောမှာပေါ့နော်တတိယနေ့ဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေတယ်အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလည်းအမတို့ကဟိုဘယ်လိုပြောမလဲ အဲ့ဒီအချိန်မှာအမအမမိဘကအမလှုပ်ကျွေးနေရပါတော့နော်အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အခြေလေးလက်ရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့ဆုရပြီးတော့မှအမအခွေလေးပါတွေထွက်တယ်ပေါ့အဲ့လိုမျိုးအမ ကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကြွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လေဟိုဒီလိုမျိုးအန်ဒီကလည်းလွတ်လာတယ်ပဲပြောရမှာပေါ့ဘာဖြစ်လဲဆိုတော့အမဘာလို့တော့အမမိသားစုအမအတိပေးတဲ့တိုင်မြင်နေပေါ့နော်ကိုတရားပဲဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြေတားအမဆောက်ရှောက်တယ်လို့ပဲအမတို့မြင်နေဘာဖြစ်လဲဆိုတော့အမမိဘကိုလုံးကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့ဟိုအဲ့လိုမျိုးကံချောင်းလေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်